မင်္ဂလာပါ channel ms ဆရာပါဘရာဇီးလင်းဂျီဂျီဆုနယ်ပယ်မှာ ib ဂျီဂျီ f ကဘလောက်ထိအရေးပါသလဲ mma fighter လုံးချင်တဲ့လူတွေအတွက်ကတော့ကင်းအောင်နေမယ်ဆိုရင်နေလို့ရပါမယ်ဘရာဇီးလင်းဂျီဂျီဆုလောကတွေကို pro အဆင့်ထိခြေလှမ်းလှမ်းချင်တဲ့လူတွေအတွက်ကတော့ကင်းလို့မရတဲ့အဖွဲ့အစည်းတစ်ခုရှိတယ်အဲ့ဒါကတော့ international brazilian jiu jitsu federation မှာနာမည်ကဖတ်ရတာရှေ့တော့အများက IBJJF လို့ပဲအလွယ်တကူခေါ်ကြတယ်အဲ့တော့ IBJJF ဆိုတာကဘလို့အဖွဲ့အစည်းမျိုးလဲတမိုင်းကြောင်းဘလို့မျိုးရှိလဲ BJ ရဲ့အာကစားနည်းအပေါ်ကိုဘလောက်ထိအတိုင်းတာထိလွှမ်းမိုးမှုရှိလဲဆိုတာကိုဒီနေ့ပြောပြမှာဖြစ်ပါတယ်။ဘရာဇီးလင်းချီချီဆိုရဲ့တမိုင်းကြောင့်ကိုအကျယ်တွင်းတော့မရှိမြတော့ဘူး။ကျွန်တော်အရှိမှလည်းပြောပြပြီးပြီနော်။ BJ ရဲ့အာကစားကိုကဘာကားတိအောင်စ조사ခဲ့တဲ့တမိုင်းမှာအခေယာကြတဲ့ Gracie Mitazu ရဲ့ဒုတိယမြောက်မျိုးဆက်ဖြစ်တဲ့ ကာလိုဂရေစီဂျူနီယာက IPJJF ကိုစတင်ပြီးတော့တည်ထောင်ခဲ့တာပါကာလိုဂရေစီဂျူနီယာကသူ့ဦးလေးဟီလီယိုဂရေစီလိုမျိုးဖိုက်တာလိုင်းမှာနာမည်မကြီးခဲ့ပေမဲ့ BJJ အားကစားကိုနောက်ွယ်ကနေပြီးကဘာကနေသိအောင်ပို့ပြီးတော့စူးစမ်းနိုင်ခဲ့တယ်လို့ဆိုရမယ်သူတက်လက်ပိုင်ရောက်လာတဲ့အချိန်မှာတင်ညာရေးပိုင်နဲ့တင်တန်းချောင်းဖွင့်တာနဲ့ BJJ ပြိုင်ပွဲတွေကိုဦးစီးကျင်းပတဲ့အလုပ်တွေကိုပို့ပြီးတော့အာယုံဆိုင်လုပ်ခဲ့တယ်1986ခုနှစ်မှာ Gracie Barra တင်တန်းချောင်းကိုစတင်ပြီးတော့တည်ထောင်တယ် Gracie Barra တင်တန်းချောင်းကနေပြီးတော့လက်ရှိ BJJ ဂီလောကမှာဆိုရင်နံပါတ်1တင်တန်းចောင်းလို့တတ်မှတ်လို့ရပြီတော့တကဘာလုံးမှာတင်တန်းចောင်း꽌ပေါ့မို့နော်တထောင်ကျော်လောက်ထီကိုခုချိန်မှာဖွေထားနိုင်ခဲ့ပြီ BJJ ပြိုင်ပွဲတွေကိုစနစ်တကျလှုပ်ခြင်းနဲ့ Carlos Gracie က1994မှာ Configuration of Brazilian Jiu-Jitsu CBJJ ကိုစဖွဲ့ပြီးတော့ဘရာဇီးနိုင်ငံအတွင်းက BJJ ပြိုင်ပွဲတွေကိုကြီးကြပ်ပြီးတော့ကျင်းပခဲ့တယ်ဒါပေမဲ့နိုင်ငံတကာကိုထိုးပေါက်ချင်တာကြောင့် International Brazilian Jiu-Jitsu Federation IBJJF ကို2002ခုနှစ်မှာထပ်ပြီးတော့ဖွဲ့စည်းခဲ့တယ် အစ်စ်ပြန်ပြီးမွမ်းမံပြီးဖွဲ့စည်းခဲ့တယ်။ရည်ရွယ်ချက်တွေကတော့ဗီဂျီဂျီတင်နန်းကြောင်းအားလုံးကတစ်ခုနဲ့တစ်ခုတင်ညာရေးစီမင်းတွေကပတ်အစ်စ်တတ်မှတ်ပုံတွေနဲ့ပြိုင်ပွဲဝင်စီမင်းစည်းကမ်းတွေမတူညီတာကြောင့်အားလုံးကိုတူညီတဲ့စီမင်းစည်းကမ်းစာအုပ်တစ်ခုထဲမှာပဲလိုက်နာစေချင်လို့တခြားအလားတူအားကစားနည်းတွေဖြစ်တဲ့ဂျူဒိုတို့နှစ်ပန်းတို့မှာကြီးကြပ်တဲ့ဘုံဖယ်စည်းတွေကိုစီရှိကြတယ်။ ဘီဂျီဂျီမှာလည်းအဲ့လိုမျိုးရှိစေခြင်းလို့စသဖြင့်ပေါ့လက်ရှိနိုင်ငံတော်တော်များများမှာကလုံနေတဲ့ဘီဂျီဂျီပြိုင်ပွဲတွေက IBGF ကထုတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းပဲလိုက်နာပြီးတော့ကျင်းပရတာဖြစ်ပါတယ်အထူးသဖြင့်ဂီပြိုင်ပွဲတွေမှာပေါ့လက်ရှိ IBGF ရဲ့စီမင်းစည်းကမ်းတွေအောက်မှာကျင်းပတဲ့အဓိကအဖွဲ့အစည်းကြီး၄ခုရှိတယ်နံပါတ်၁ကတော့ World Jiu Jitsu Championship ပါသူကတော့ဘရာဇီးနိုင်ငံ Rio de Janeiro မြို့မှာ1996ခုနှစ်စပြီးတော့နှစ်စဉ်နှစ်တိုင်းကျင်းပတယ် ဘီဂျီဂျီကစားသမားတွေအတွက်ဂုံသိက္ခာအရာအကြီးမားဆုံးပြိုင်ပွဲတစ်ခုပါနံပါတ်1ကတော့ပန်ဂျီဂျီဆုချန်ပီယံရှစ်ဖြစ်ပြီးတော့သူကတော့အမေရိကန်နိုင်ငံကိုအခြေပြုတယ်1995ကမှစပြီးတော့နှစ်စဉ်ကျင်းပခဲ့တယ်နံပါတ်3ကတော့2004ခုနှစ်ကမှဥရောပမှာစပြီးတော့ကျင်းပခဲ့တဲ့ European Open Championship ပါသူကတော့နာမည်အတိုင်းဥရောပကိုအခြေပြုတဲ့ဘီဂျီဂျီကစားသမားတွေဝင်ရောက်ပြီးရှင်ပြန်ကြတယ်။နံပါတ်၄ကတော့ဘရာဇီးနိုင်ငံအတွင်းကဘီဂျီဂျီကစားသမားတွေအတွက်အဓိကထားပြီးတော့ကျင်းပပေးတဲ့ ဘရာဇီးလီးယန်းနေရှင်နယ်ချန်ပီယံရှစ်ပြိုင်ပွဲပါသူကလည်းဝေါ်ဂျီဂျီဆုချန်ပီယံရှစ်လိုပဲ1996ကနေစပြီးတော့တီထောင်ပြီးတော့ခုချိန်ထိပွဲတွေလုပ်ခဲ့တယ်လုပ်နေသေးပါပဲ IBJJF ရဲ့ World Jiu-Jitsu Championship ပြိုင်ပွဲတွေမှာ Champion စုတစ်စိတ်အများကြီးရထားတဲ့ကစားသမားတွေကအမျိုးသားပြိုင်ပွဲတွေမှာ Marcus Bouchard ဖြစ်ပြီးတော့ Champion 73ခုထိရထားပါတယ် အမျိုးသမီးပြိုင်ပွဲတွေမှာတော့ Beatrice ကချန်ပီယံကို10ချိန်နဲ့အများဆုံးမှတ်တမ်းဝင်ထားပါတယ်။အခုလက်ရှိသူတို့နှစ်ယောက်စလုံးက UFC မှာဝင်ထိုးနေကြပါပြီ။ IBJJF ရဲ့နောက်ထပ်အလုပ်တစ်ခုကတော့ BJJ ကစားသမားတွေကိုကပတ်အဆင့်တတ်မှတ်ရမှာတိကျတဲ့စီမင်းစည်းကမ်းတွေကိုထားပြီးတော့ဂိုင်တွဲတယ်။ဆိုလိုတာကကပတ်အဆင့်တွေကိုတတ်မှတ်ချင်သလိုတတ်မှတ်လို့မရဘဲနဲ့ IBJJF ကချထားတဲ့စီမင်းစည်းကမ်းအတိုင်းကိုတတ်မှတ်ရတာမျိုးပါ။အရွယ်ရောက်ပြီးသားသူတွေအတွက်ကပတ်အဆင့်ကအဖြူအပြားခရံ အညိုအနက်ဆိုပြီးတော့အဆင့်၅ဆင့်ရှိတယ်16နှစ်စပြည့်ပြီးမှစတင်ပြီးတော့တက်မှတ်ပါတယ်ကပန်းအဆင့်တစ်ခုနဲ့တစ်ခုတက်ဖို့အတွက်ကိုပုံမှန်ဆိုရင်တစ်နှစ်ကနေပြီးတော့နှစ်နှစ်ဝန်းကျင်တိကြာသလိုအမြင့်ဆုံးဖြစ်တဲ့ကပန်းနဲ့အဆင့်ကိုပေးဖို့အတွက်အသက်16နှစ်ပြည့်မှရပါတယ်နားလည်အောင်ရှင်းပြရရင်ကလေးဘဝတဲက BJJ တင်တဲ့သူတွေကသူ့ဘာသာသူဘလောက်ပဲစကေးကောင်းကောင်းအသက်16နှစ်မပြည့်မချင်းကပန်းနဲ့မပေးရဘူးဆိုတဲ့သဘောမျိုးပါ အဲ့လို BJJ ကစားသမားတယောက်ကိုကပတ်စစ်သတ်မှတ်ပေးဖို့ဆိုရင်သတ်မှတ်ပေးတဲ့ဆရာကလည်း IPJJF အတိအမှတ်ပြုတ်ထားတဲ့လက်မှတ်ရထားတဲ့ကပတ်နဲ့အဆင့်ရှိတဲ့ကစားသမားဖြစ်ရပါမယ်။နောက်ပြီးတော့ခရမ်းအညိုနဲ့ကပတ်နဲ့အဆင့်တွေကိုတိုးပေးဖို့အတွက်ဆရာကအနည်းဆုံး second degree ကပတ်နဲ့ဖြစ်မှရပါတယ်။ကပတ်နဲ့ရတာနဲ့ကမပြီးဘူး။ IPJJFC ကနေပြီးတော့ကပတ်နဲ့အဖြစ်အတိအမှတ်ပြုတ် certificate ကိုရှောက်ရတယ်။ အကိ IMGGF ရဲ့ certificate မရှိဘူးဆိုရင် IMGGF room အောက်မှာလုပ်တဲ့ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်လို့ရမှာမဟုတ်ပြန်ဘူး certificate ရှောက်ဖို့အတွက်ကတတ်မှတ်ထားတဲ့အချက်လက်အစုံလင်နဲ့ certificate J ဒေါ်လာ400ပေးရတဲ့အပြင်နှစ်စဉ်တက်တန်းတိုးဖို့အတွက်ကဒေါ်လာ150ထပ်ပြီးတော့ကုန်ပါသေးတယ်။ငွေကြေးတက်နိုင်တဲ့လူတွေအတွက်ကကိစ္စမရှိပေမဲ့ဝင်ဝင်နေတဲ့နိုင်ငံတွေကကစားသမားတွေအတွက်ဆိုရင်တကယ်ဈေးကြီးတဲ့လက်မှတ်တစ်ခုပဲ။ဒါနေပဲလားဆိုတော့မဟုတ်သေးဘူး။ဘီဂျီဂျီတင်တန်းကျောင်းတွေနဲ့နီးပြဆရာတွေကလည်းသူတို့ရဲ့တင်တန်းကျောင်းကိုအတိအမှတ်ပြုမှုရရှိဖို့အတွက်ကို IBGF နဲ့ဆက်သွယ်ပြီးတော့ချိတ်ဆက်ပြီးတော့ဆောင်ရွက်ရတယ်။ ဲ့လိုအစင်းစင်းနေလှုပ်ဆောင်ရတာများလို့ကိုယ့်ဘာသာကိုယ်ကပန်းတဲ့အစိမ့်ကိုပေးလို့မရဘူးလားဆိုရင်တော့ရတော့ရတယ်ဒါပေမဲ့ဘောင်မဝင်ဘူးပေါ့နော်လူတော့မတုပ်ဘူးဆိုတဲ့အသေးပိုင်းမျိုးတော့ရှိသွားမယ် IMGF အနေနဲ့ဂျေဂျေစုအားကစားမှာဆိုတော့တကဘာလုံးအတိုင်းအတာတစ်ခုထိလွှမ်းမိုးထားနိုင်တယ်။ဆိုပေမဲ့သူ့မှာလည်းပြဿနာလေးတော့အနည်းနဲ့အများတော့ရှိတယ်။အဲ့ဒါတွေက IMGF ရဲ့စီမင်းစည်းကမ်းတွေထဲမှာဟီဟုလိုမျိုးနီးကိုအဓိက injury ဖြစ်နိုင်တဲ့ technique တွေကိုလုံးဝမသုံးဖို့တားမြစ်ထားတယ်။အဲ့ဒါကကစားသမားတွေအတွက်ဘေးကင်းဖို့ရည်ရွယ်တယ်လို့ဆိုပေမဲ့ကစားသမားတွေကအဲ့နီးကခေတ်သစ်ဘီဂျေဂျေကစားနီးမှာအခေယာကြရလို့ယူဆကြတယ်။အဲ့ဒါကြောင့်ပဲအဲ့နီးကိုသုံးဖို့ခွင့်ပြုထားတဲ့ ADCC တို့ EBI တို့လိုပြိုင်ပွဲတွေကိုလည်းသူကခြေဦးလှည့်ကုန်ကြတယ်။ နောက်ပြဿနာတစ်ခုကတော့ IPGGF ရဲ့မန်မာဂျေးနဲ့ပြိုင်ပွဲဝင်ဂျေးတွေကများတယ်ဝင်ငွေနည်းတဲ့နိုင်ငံကကစားသမားတွေအတွက်ဝင်ပြိုင်ဖို့ကတော်လေးခက်ခဲကြတယ်နောက်တစ်ခုက BGG အတိုင်းဝန်းရဲ့အများစုကအတိမတ်ပြုမှုရထားတဲ့ IPGGF လွှမ်းမိုးမှုအားကြီးကအရန်ကြီးနေတဲ့အတွက်ကြောင့်မလို့သူနဲ့ဆင်ပြိုင်ပြိုင်ပွဲဖြစ်တဲ့အဖွဲ့အစည်းတွေတော့ကနေရာတိုးမပေါဘူး UFC ကိုတခြားဖွဲ့စည်းတွေတိုးလို့မရတော့ဘူး သူ့ရဲ့ဗဟိုချုပ်ကင်မှုအားကကြီးလုံးနေတဲ့အနေထားကြောင့်စီမင်းစည်းကမ်းနဲ့အားကစားကိုတိုးတက်အောင်လုပ်ဖို့ပိုင်းနေမှာကြတော့ပြုပြင်ရတာတိတ်ပြီးတော့မလွယ်ဘူးတိတ်ပြီးတော့မရှိဘူး IMGGF ကစာအုပ်ကြီးနည်းနည်းလေးပုံစံတယ်ဒီပုံစံဆိုဒီပုံစံတိုင်းပဲတွားတယ်အချုပ်အပြင်းဆိုရရင် MMA ကိုတဟုန်တို့လူကြိုက်များလာတဲ့အတူပေါ့နော်ရေလိုက်ငါလိုက်တွဲပါလာတာက ဘရာဇီလီယံကြီးကြီးဆိုပါဒါပေမဲ့တခြားပုံစံတို့ကစားနည်းတွေဖြစ်ကြတဲ့ဂျူဒိုနဘန်းတို့လိုမျိုးအိုလံပစ်ပြိုင်ပွဲတွေမှာတော့ထဲသွင်းနိုင်တာမျိုးမရှိသေးဘူး IMGGF ရဲ့အဓိကရည်မှန်းချက်ကလည်း BJJ ကိုအိုလံပစ်တန်းဝင်အားကစားတစ်ခုဖြစ်အောင်လုပ်ဖို့ပါအဲ့ဒီအတွက်လည်းအိုလံပစ်အဖွဲ့အစည်းတွေကချမှတ်ထားတဲ့တားမြစ်စိတ်ကင်းတဲ့ပြိုင်ပွဲတွေကိုကျင်းပပေးပြီးတော့စူးစမ်းနေပါတယ်တစ်ဖက်မှာလည်း နိုကီဂျေဂျေစုပွဲတွေကိုလူတွေကပို့ပြီးတော့စိတ်ဝင်စားလာကြလို့တည်ကျက်ထားတဲ့စီးမြင်းတွေနဲ့အတူပေါ့နော်ပြိုင်ပွဲတွေကိုလူတိုင်းကြည့်နိုင်အောင်မလုံးနိုင်သေးတဲ့ IMGGF ရဲ့အခမ်းကဏ္ဍကလည်းမှေးမိန်သွားမလားဆိုတဲ့မေးခွန်းတွေကလည်းရှိပြန်တယ်ဒါပေမဲ့ဘရာဇီးလျဂျေဂျေစုလောကမှာတော့ရှေလျားလွန်းလာတဲ့တမိုင်းကြောင်းနဲ့အားကစားပေါ်မှာတတိချာချာခိုင်ခိုင်မာမာနဲ့အမြင့်တွယ်ပြီးတော့သူတို့တိဆောက်ထားတာကြောင့် IMGGF ကတော့နောက်နှစ်ဆယ်စုနှစ်ရာခိုင်နှုန်းလောက်ထိကတော့ဆက်ပြီးတော့အရေးပါနေအောင်ပါပဲနေရတာပါ channel အမှန်ဆန်ရပါတဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ